အာရုခတ်တက်တော့ထိန်းချုပ်ထားတဲ့ဘလောဝမြို့နယ်နဲ့အိန္ဒိယနိုင်ငံမေဆီဝမ်ပြည်နယ်တို့ထိဆက်နေတဲ့နေဆက်တွေတမှာဝန်ရုပ်ကပြန်နှံ့မှုကိုထိန်းချုပ်မယ်ဆိုပြီးနှစ်ဖက်အာဏာပိုင်တွေကကုန်စည်စီးဆင်းတဲ့လမ်းကိုပိတ်ပင်ထားပါတယ်။အထူးဆက်အနေနဲ့အိန္ဒိယနိုင်ငံထဲရောက်ရှိနေကြတဲ့ရခိုင်ကုန်တယ်တွေပိတ်မိနေတယ်လို့ကုန်ပစ္စည်းတွေလည်းထိခိုက်ပျက်စီးမှုတွေရှိနေတာကြောင့်ဆုံးရှုံးမှုတွေရှိနေကြပါတယ်။ အဲ့ဒါရဲ့အကျိုးသက်ရောက်မှုနဲ့လက်ရှိဘလို့အရှိန်နေအပြင်ဂုံတေရဲ့ဆန္ဒကို DMG ကဆက်သွယ်မေးမြန်းထားပါတယ်ခင်ဗျာအခုအိန္ဒိယနိုင်ငံမီဇူရန်ပလောကလမ်းပိတ်ထားတယ်လို့သိရပါတယ်အာဘယ်နေ့လောက်ကစပိပီလက်ရှိအရှိန်နေဘလို့ရှိနေပါလဲပိတ်တာကတော့ဗျာဒီလောင်တလိုင်းခရိုင်ဆိုရင်လောင်တလိုင်းခရိုင်ကပိတ်တယ်ပေါ့နော်လောင်တလိုင်းခရိုင်ကဒီကျွရထက်ပေါက်နေစဲတဲ့ကိုဝမ်ရှော့ဝမ်ပြဖြစ်နေတဲ့နေစဲရတဲ့သူကဘလောတော့လိုက်တယ်အဲ့ဒီမှာအဲ့ဒီကနေကိုလင်းပိုင်းနဲ့ကိုအဲ တဆိုင်ရသူတွေကတားလိုက်တယ်ပေါ့နော် 1L ဆို 1L ပေါ့တားလိုက်တယ်အဲဆိုင်ရမှာဆိုရင်ဆိုင်ရခရိုင်ကတားလိုက်တယ်ဆိုင်ရကျွန်တော်တို့ဆင်းနေတယ်ဆိုင်ရမှာဆိုရင်တပေါ်လောင်းမရှူတော့အဲ့လိုမျိုးရှိတယ်ပေါ့နော်နေစတပေါ်တွေကိုအဲ့ဒီညနေကိုအဲတဆိုင်ရခရိုင်ကအမိန်အစုံတရာမရှိမချင်ပေါ့နော်လက်ပိတ်ထားတယ်ဗျာနောက်ဆက်တော့အနေနဲ့ပေါ့နော်အကျိုးတရားနဲ့နံမှုတွေဘယ်လိုရှိနေလဲဗျဟုတ်ကဲ့ဗျာဒီပေးမင်းနေတဲ့ကွန်ဆယ်လေးထင်ပါတယ်ဒီ မြို့ထဲမှာကြံနေတဲ့ကုံသွေးတွေထဲနေနေစဲမှာရောက်နေတဲ့ကုံသွေးတွေရှိတယ်ဗျသူတို့ကပိတ်တဲ့ဟောက်ကိုမသိလိုက်ပဲသွားလိုက်တယ်ရောက်တဲ့နေမှာဘလော့ဆီပြီးတော့ဖြစ်သွားတယ်အဲ့ဒီအချိန်မှာသူတို့က PC ချာမယ်အလုပ်သမားတွေချားတဲ့သူရှိတယ်အဲကိုယ့်အကူသူတို့ချားလိုက်ရမယ်သူတို့ကကျဲဥတွေပေါ့နော်ကျဲဥသမားတွေနဲ့ကျွန်တော်ကျဲသွန်နေတော့စွန့်ရင်လေဒီကဝေတဲ့ခါနေမဲဝင်းဖြစ်ရတော့တော်သေးတယ်နေမဲဝင်းဖြစ်ဖို့ဆိုရင်အဲကျဲဥဆိုတာကလည်းဒီလမ်းမှာလမ်းကျင်ပြီးတော့ပြည့်စုံတဲ့ဟာတွေရှိမယ်အဲ့လိုမျိုး အဲကျေဦးသမားနဲ့ဆိုရင်ကိုမပါတဲ့ဟာတွေကိုကိုပြီးတော့အဲချေပြုတ်စားဆောင်ရလို့ကြားတယ်နောက်ထပ်ရဲများကြီးပိတ်ထမဲ့ဆိုရင်ကုန်တယ်တင်နဲ့ရခိုင်ပြည်သူတွေဘလောက်ထိခိုက်နေနိုင်မလဲအဲ့ဒါနဲ့ပတ်သက်လို့ဒီဘာတွေတောင်းဆိုခြင်းလဲပေါ့နောက်ထပ်ရဲအများကြီးပိတ်ထဥမဲ့ဆိုရင်ဒီမှာရှိတဲ့ကုန်တယ်တွေရောအေးရခိုင်မှာ ရှိတဲ့ဒီစားသုံးစုပြည်သူတွေရောအရင်နေနိုင်မှာဗျဒီမှာနေတဲ့သူတွေကလေချုံးပြီးဒီမှာတိတ်ခုခန်းခါစားတောက်ခကုန်ကြမှုတွေအရင်ဈေးကြီးတယ်အရင်များတယ်ဗျာ ရခိုင်မှာနေတဲ့သူတွေကလည်းကုန်ပစ္စည်းတွေချားတယ်ဆိုတော့ဈေးရှိတဲ့ဟာတွေကိုဈေးအများကြီးပေးပေးဝေရမယ်ဗျ။အဲ့ဒါဆိုရင်တစ်ဖက်ကုန်စည်တွေရောဒီပြည်သူတွေရော အလုသမားတွေရောအကုန်လုံးနေနာမှာဗျ။အဲ့ဒါကိုဒီဖက်ကတာဝန်ရှိတဲ့သူတွေနဲ့ကျွန်တော်တို့ဖက်ကတာဝန်ရှိတဲ့သူတွေနဲ့ညီနိုင်ပြီးတော့ပေါ့နော်။ Cancellation တစ်ခုနဲ့ဒီ land ကို second တကြအဲ့လိုမျိုးဖွင့်ပေးရင်ကောင်းရဲ့ဗျ။လက်ရှိလမ်းမှာပိတ်မိနေတဲ့ကုန်တွေရဲ့အခြေအနေကရောဘယ်လိုရှိနေလဲဟုတ်ကဲ့ပါဗျာဒီနောက်ဆက်တဲ့အနေနဲ့လည်းဒီကုန်ဖေးတွေမှာ ဒီထူးထူးကျက်ဒီစားသောက်ကုံဝဲတဲ့ကုံစဲတဲ့အရင်နာမှာပြစားသောက်ကုံဆိုရင်ဒီကုံစင်းတွေပေါ့အဓိကပေါ့နော်မယုတ်သီးတို့ကျဲတဲ့နေကျဲတဲ့ပြူအဲ့ဒါတွေကျဲဥတွေဒါတွေကဒီပုံဖို့မှာဆိုတော့ဒီမှာကဒီတာရှိခံတဲ့ဟာတွေရှိတယ်ပေါ့နော်တာရှိခံတဲ့ဟာတွေရှိတယ်ဒီမှာကိုတိန်နဲ့ပေါ်လာတဲ့တာရှိမခံတဲ့ဟာရှိတယ်အဲ့ဒီသမားတွေအရင်နဲ့နာမှာသူတို့သူတို့ပြီးရင်တော့ချက်ရခိုင်ကပြည်သူကလေးနာမှာပေါ့နော်ရခိုင်မှာအခုရှိတဲ့ဟာတွေကိုအလို့အယဲ့ဝင်နေရမယ်ဇေတအားတန်ကြမယ် အဲပြီးတော့ကျွန်တော်တို့ဒီကွန်ဖေဒီကိုမျိုးကိုပြီးတော့အလုံးလုံးကြတဲ့ကွန်ဖရင့်သမားတွေရှိမယ်ပေါ့နော်သူတို့ဆိုရင်လည်းဒီအလုံးလန်းကဖြစ်နေမယ်တနေ့လုံးမှတနေ့စားရဲသူတွေဆိုရင်ပွေပြီးနာမှာပေါ့နော်ခလေးတွေနဲ့ဗာတနေ့သူတို့ဘယ်လိုရုံးကြရမလဲအဲကွန်ဖေတွေလေးဆုံးချုံမုံရှိနေတယ်လို့အဲ့ဒီမှာကွန်ဖေတွေနဲ့မျိုးကိုပြီးတော့အလုံးလုံးကြတဲ့သူတွေလေးအဲစားဝယ်ရင်လည်းအခက်အခဲတွေရှိနေမယ်ထင်တယ်ဗျအဲနှစ်ဖက်အစိုးရတွေညီပြီးတော့လင်းဖွင့်ဖို့ရင်ကောင်းမယ်ဗျဟုတ်ကဲ့ပါဗျဒီအခုဆိုရင်ဒီ လဲပိတ်တာကတော့တပည့်တော်ရှိပြီတော့ပြောလို့ရပါတယ်ဗျာဒီဒီလနိုဝင်ဘာလ7ရက်နေ့ကဆိုရင်လဲအလုံးပိတ်တာပေါ့နော်တပည့်တော်ရှိပြီအဲအစတုန်းကတော့ကျွန်တော်တို့ကတပည့်တော်ပြင်မလို့ကြားပါတယ်ဒီဒီမှာကဒီ20ရက်နေ့လောက်ဖွင့်ဖို့ဆိုပြီးတော့ကွန်ဖီတေကမျောလဲနေကြတယ်ဗျာအဲတကယ်လို့များဒီ20ရက်နေ့သူတို့ပြောတဲ့အချိန်မှာဖက်ခဲ့ဖို့ဆိုရင်တော့ကွန်ဖီတေအရင်နေ့လာတယ်ဗျာအရင်နေ့လာတယ်ဟုတ်ကဲ့အခုလို့ဖြေချပေးတာကျေးဇူးတင်ပါတယ်ခင်ဗျာ